မိုင်းဝါကစားသမားတွေအတွက်ဘောအတင်းချိုင်းဖြစ်ကြောင်းကိုတတ်သိပြခဲ့တဲ့ Rasmus Wildland ပြောမယုံကြုံမှုမှသိပါပဲကိုလူကြီးအစားကမိုင်းဝါဘောအတင်းချိုင်းဘောအတင်းချိုင်းဆိုပြီးပြောနေကြချိန်မှာကိုကတိတ်ပြီးတော့ယုံကြည်မရှိခဲ့တဲ့သူတွေပါပါလိမိုင်းကိုဒီဓာကြီးဆိုတဲ့ပြိတ္တာတွေထဲမှာထိတ်ဆုံးကမဟုတ်ပေမဲ့အဲ့လိုပြောတဲ့စကားလုံးတွေကိုတိတ်ပြီးတော့အလေးမထားခဲ့တဲ့သူလည်းဖြစ်ပါတယ်သူတို့တွေပြောကြတာကမိုင်းကနေတခြားအတင်းကိုပြောင်းသွားရင်အဲ့ဒီဇာမားတွေကခြေစွမ်းကောင်းကြီးပြသလေးရှိနေတယ်လို့ သွင်းကိုတွေပါရယူပြီးတော့ဂိုးပန်ဒီမူတွေလည်းလှုပ်စွမ်းဆောင်ကောင်းတွေကိုပြသသွားနိုင်နေကြတယ်ဆိုပြီးတော့ပြောနေဆိုနေခဲ့ကြပါတယ်အဲဒီစားဆုံးထောက်ပြကြတာကတော့အန်တိုနီဆန်တိုဆိုရယ်ဘရာဇီးလားကစားသမားပါပဲမိုင်းမအန်တိုနီဆန်တိုတယောက်ခြေဆောင်ကနေပျောက်ဆုံးပြီးတော့နေရာတွေပါပျောက်ဆုံးသွားတဲ့အထိဖြစ်ခဲ့ရသလိုအပိုင်ခွေးတွေကစားလွဲချော်ခဲ့တဲ့အထိကိုဖြစ်သွားခဲ့တာပါအဲလိုအချိန်လေးမျိုးနဲ့အချိန်ကာလတစ်ခုကြာမိုင်းမဖြတ်တန်းနေခဲ့ရတဲ့အန်တိုနီယာရီယယ်ဘတ်တစ်ဆိုတဲ့အသင်းကိုရောက်သွားခဲ့တဲ့ခါမှာတော့နှဲ့ရီကန်နဲ့ကြာသွားတယ်လူသားတယောက်လိုမျိုးပဲ ကိုဖန်ဒီမှုလုံးရင်လုံးမလုံးရင်ကိုတိုင်းသွင်းကိုတွေကိုရယူနေခဲ့တာကိုမြင်တွေ့လိုက်ရပါတော့တယ်မတ်ထော်မနီဆိုရင်ပြောစရာစကားလုံးမရှိတော့အောင်ပါပဲဆိုပြီးတော့ပြောရလားအောင်မန်ယူသင်းရဲ့အရန်ကုန်ပါချင်းကုန်ခဲ့ရတဲ့စကော့တလန်သားဟာနေပယ်မှာတော့မရှိမဖြစ်ကစားမတူးလို့ပွဲထွက်ခြေသွမ်းနေပြနေပါပြီအဲမာကတ်စ်ဝက်ဖို့ဆိုရင်လည်းဗီလာကိုရောက်တာမကြသေးပေမဲ့မန်ယူမှာပြသခဲ့တဲ့ခြေသွမ်းနဲ့တခြားစီတခြားစီလို့ပြောမှာဖြစ်ပြီး မန်ယူမှာတကူကောင်းဆန်ခဲ့တယ်ဆိုပြီးတော့ပြောကြရမယ်ဟိုမှာတော့အသေးနဲ့ပြောရွှင်စွာတွဲဖက်ကစားကနောက်ဆုံးအမယ်အင်္ဂလန်လေဝီစင်အသင်းတွက်တော်မှာပြန်လဲပြီးတော့ရွေးချယ်ခြင်းခံလိုက်ရပါပြီဒါမာကတ်ရက်ရှိုးရဲ့ဒူလိုချင်းနဲ့မျောလင်းချက်လေးဖြစ်ပါတယ်ဆိုတော့ဆိုပါကစားမားတွေကမန်ယူကနေထွက်ခွာသွားတဲ့အခါကျတော့မှခြေစွမ်းနေပြဂိုးတွေတွင်းပြီးတော့နေခဲ့ကြတာဖြစ်တဲ့အတွက်မန်ယူကစားမားတွေအတွက်ဘောအတင်ချိုင်းကြီးဆိုပြီးတော့ပြောဆိုနေခဲ့ကြတာပါအဲ့ဒီစားမားတွေမန်ယူသေးမှာရှိစဉ်ကပရိသတ်တိုင်းရဲ့အစဲကံအစိုးကံစားမားတွေဖြစ်ရှိနေခဲ့ကြတယ်ဖြစ်ပြီးတော့ အန်တိုနီတယောက်ရန်ကုန်ကနေထားလာပြီးလူစားဝင်ကစားတော့မယ်ဆိုရင်အားလုံးရဲ့နှုတ်ဖျားမှာမေတ္တာပို့တံတွေကတန်းစီလို့ထွက်ကြလာခဲ့တာမျိုးပါမာကတ်ရက်ဖိုးနဲ့ပတ်တိုင်လဲအတင်းတော့ပေးစားလို့စိတ်မရှိရဲ့ကောဟမ်ဒင်းကရောင်းထိုးပလိုက်ဆိုတော့ဇာကလုံးတွေပါဝင်ဆဲဆိုတဲ့တွေကလည်းမိုးထန်ညံနေခဲ့တာဖြစ်ပါတယ်အခုအင်္ဂလန်သင်းမှာပြန်လဲရွေးချယ်ခံရတဲ့အချိန်မှာတော့မာကတ်ရက်ဖိုးဟာသူတို့ကစားမှာဆိုပြီးတော့တဖွားဖွားနဲ့ပြောနေကြပြန်ပါတယ်ဒေသာပြန်ကြည့်တော့ rush ဖို့ကမိုင်းမှာသုံးမကြလားမိုင်းက rush ဖို့ဖြက်စီးတာလားမသိပါနဲ့ဗီလာမှာတော့တဲကစားပြီးတဲကောင်းနေတာဗျ ဆိုတော့ Marcus Rashford လိုမျိုး load မျိုးမ load မျိုးပြောခံရတဲ့ကစားသမားတွေထဲမှာ Rashford Wildland လေးလည်းပါဝင်လာပါတယ်။ဒိမ့်မသားဟာမန်ယူသင်းတော်ကဂိုးတွေသွင်းနိုင်ခြင်းမရှိခဲ့တဲ့အချိန်မှာအားလုံးရဲ့ဝေဖန်မှုတွေနဲ့ဇက်တိုက်ဆိုလိုရင်းဆိုင်ခဲ့ရသလိုယာဒီကိုရင်ရောင်းထုတ်လိုက်တော့ဆိုပြီးတော့လည်းပြောနေခဲ့ကြတာပါ။အဲလိုဝေဖန်မှုတွေပြောဆိုမှုတွေရင်းဆိုင်နေရတဲ့ Wildland ဟာပြီးခဲ့တဲ့ညကစားခဲ့တဲ့နိုင်ငံတကာပွဲစဉ်မှာတော့ဒိမ့်မသင်းတော်တလုံးသေးသောနိုင်ကိုသွင်းပြီးသွားခဲ့ပါတယ်။မန်ယူမှာဂိုးသွင်းမှုတိုင်ပတ်နေခဲ့ပြီးတော့အားလုံးရဲ့အပြောကန်အဆိုကန်အစဲကန်အဆိုကန်ဖြစ်ခဲ့ရတဲ့ Wildland ဟာဒိမ့်မသင်းတော်ကစားခဲ့တဲ့ခါမှာတော့ သွင်းကိုတကိုရဖို့ရေပွဲကစားနေ10မိနစ်တောင်မကြာလိုက်ပါဘူး။သူသွင်းယူခဲ့တဲ့အသင်းကလည်းနည်းနည်းရတော့မဟုတ်ပါဘူး။ဇီရိုနယ်ဒိုလိုဘောလုံးတကထုတ်ခေါင်အကောင်းဆုံးကစားမကြီးဥဆောင်ကစားနေတာတကယ့်ကိုရှယ်ပေါ်တူဂီအသင်းကြီးနဲ့ကစားတဲ့ပွဲမှာမှသွေးငွသွားခဲ့တာပါဇီရိုနယ်ဒိုလိုကစားမကြီးတော့မှခြေသွမ်းပြဖို့ရုန်းကန်နေခဲ့ရသလိုဂိုးပေါင်းတဲမှုတကြိမ်မှမရှိတဲ့အချိန်မှာဝိုက်စတန်ကလူစားဝင်ပြီး10မိနစ်မကြာခင်မှာပဲအနိုင်ကိုကိုသွေးငွပြသွားခဲ့တာဖြစ်ပါတယ်ဒါမှမဟုတ်သေးမှတိုင်ပတ်နဲ့ကစားမတယောက်ရဲ့စွမ်းဆောင်မျိုးဖြစ်ပြီးတော့ မိုင်းမှာတိုင်ပတ်တော့ဒိမ့်မတ်မှာ7မိနစ်နဲ့သွင်းကိုရသွားတာကိုကြည့်ရင်음တခြားသူတွေပြောသလိုပဲမိုင်းရောတကယ်ပဲကစားမတွေအတွက်ဘောတင်ချာကြီးဖြစ်နေပြီလားဆိုတော့ဇင်းတော်စဉ်းစားခြင်းစရာပါပဲဒေါ်မနီအန်တိုနီနဲ့မာကတ်ရက်ရှ်ရှိုးတို့လူကစားမိုင်းနဲ့ပတ်သက်ပြီးတော့ပြောဆိုနေခဲ့ကြတာတွေကတိတ်ပြီးတော့စိတ်ဝင်စားခဲ့ပြီးမဲ့ Rasmus Watchline ရဲ့ပြီးခဲ့တဲ့ညကစွမ်းဆောင်ကိုမြင်လိုက်ရတဲ့အခါမှာတော့မန်ယူအားကစားမတွေအတွက်ဘောတင်ချာကြီးဖြစ်တယ်ဆိုတော့အရင်ကအထက်စာရင်ပုံမှုပြီးတော့ယာကန်တို့များသွားခဲ့ပြီလည်းပဲဖြစ်ပါတယ် โอเคပါဆိုတော့ဒီတော့တော့ပါပဲခင်ဗျအဲ့တော့ဘယ်လိုမြင်ကြလဲအစွဲကြီးတဲ့ကလေးတွေကတော့စိတ်ဆိုးတော့မှာပါပဲအာဆိုလိုချင်တာကကစားသမားတွေကကောင်းကောင်းမကစားလို့ကစားကွက်နီးပြစားဖြစ်မို့အဲ့ဒါအကြောင်းမန်ယူကနာမည်ပြက်နေလားမန်ယူရောက်သွားလို့အဲ့ကစားသမားတွေနီးပြတွေကုန်တိုင်ပတ်ကုန်တာလားဘယ်လိုကြီးလဲတော့မသိဘူးနော်အဲ့တော့ဘယ်လိုထင်းလဲပြောပေးခဲ့ပါအောင်အားလုံးကျေးဇူးပါ